ဘာမာဂိတ်စပို့စ်ချန်နယ်မှာအကောင်းဆုံးပွဲစနေတင်းကလေးညတိုင်းတင်ဆက်ပေးမယ်ကိုရဲရင်ကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show ညကိုအားလုံးပဲမင်္ဂလာပါခင်ဗျာစနေတင်းကလေးတိုင်းမှာပွဲကြီးပွဲကောင်းတွေကိုတင်ဆက်ပေးနေတဲ့ The Big Match Show ကနေပြန်လည်ကြိုဆိုပါရစေအခုကတော့အောက်တိုဘာလ4ရက်စနေနေ့ည7:00နာရီမှာရှင်ပြိုင်ကစားသွားမယ်ချဲစီနဲ့လီဗာပူးရဲ့ပွဲစဉ်ကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ ်ချက်စီကပရီးမီးယားလိဂ်မှာဆိုရင်နှစ်ပွဲဆက်ရှုံးထားတယ်လို့လီဗာပူးကလည်းပရီးမီးယားလိဂ်ကချန်ပီယံလိဂ်မှာပါနှစ်ပွဲဆက်ရှုံးထားတဲ့အနေအထားနဲ့တွေ့ကြမဲ့ပွဲဖြစ်လို့ဘယ်သူကနိုင်ပွဲပြန်ယူမှာလဲဆိုတာကတော့စိတ်ဝင်စားစရာကောင်းနေတဲ့ပွဲတော့ဖြစ်ပါတယ်။အင်ရှင်ချက်စီအသင်းကခန့်စစ်ပိုင်းမှာပွဲပင်တဲ့ဒဏ်ရာပြဿနာတွေကြောင့်လူငယ်ကစားသမားတွေနဲ့ပွဲထွက်လာရမယ့်အနေအထားမျိုးရောက်နေတာကလီဗာပူးလိုအသင်းနဲ့ပွဲမှာဆိုရင်တပန်းရှုံးတာမျိုးဖြစ်နေမှာတော့သိချပါတယ်။လီဗာပူးကတော့နှစ်ပွဲဆက်ရှုံးထားတဲ့အရှုံးကိုခြေဖြတ်ဖို့ အစွမ်းကုန်ကြိုးစားလာမှာဖြစ်ပါတယ်။လီဗာပူးအတွက်ရောချယ်ဆီအတွက်ပါဒီပွဲကစပြီးနိုဝင်ဘာလတည်းအထိပွဲချက်တွေစတိုက်ကစားရမှာဖြစ်လို့ဒီပွဲကနှစ်သင်းလုံးအတွက်နိုင်ပွဲရအောင်ကစားဖို့လိုနေတဲ့ပွဲလို့လည်းပြောရမှာဖြစ်ပါတယ်။ဆိုတော့ဒီပွဲနဲ့ပတ်သက်ပြီး why အကစား analysis ဖြစ်တဲ့ကိုစိုးဝင်းစော်ရဲ့သုံးသပ်ချက်ကိုညီကိုတို့အားလုံးအတွက်တင်ဆက်ပေးချင်ပါတယ်။ကိုစိုးဝင်းစော်ရေမင်္ဂလာပါချယ်ဆီလီဗာပူးပွဲနဲ့ပတ်သက်ပြီးတော့အခုရဲ့သုံးသက်ချက်ကလေးကိုကျွန်တော်တို့ကိုပြောပြပေးပါဦး ချက်စီးတင်ကတော့ပရီးမီးယားလိမှာ၃ပွဲဆက်နိုင်ပွဲပျောက်ဆုံးထားပြီးတော့နောက်ဆုံး၂ပွဲဆက်ရှုံးထားတယ်။မန်ယူနိုက်တက်ကိုရှုံးတယ်၊ဘရိုက်တန်ကိုရှုံးပြီးတော့ဖီအားတွေတော်တော်လေးများနေချိန်မှာချန်ပီယံလိပွဲစဉ်မှာတော့အိမ်ကွင်းမှာဗီဖီကာကိုအနိုင်ပြန်ယူပြီးတော့မိဘမာရက်စကာအနေနဲ့ဖီအားတွေအောက်ကနေအတန်အသင့်ရုတ်ထွက်သွားနိုင်ခဲ့ပြီမဲ့လက်ရှိအနေအထားကတော့စွင့်စရာအနေအထားလို့ပြောရမယ်။တစ်ဖက်မှာလည်းပစ္စတယ်ဘယ်လိနဲ့ပွဲစဉ်မှာပထမဆုံးရှုံးပွဲကြုံပြီးတော့ဇက်တိုက်ဆိုလိုပဲချန်ပီယံလိပွဲစဉ်အဖြစ်ကလာတာဆရီနဲ့အဝေးကွင်းပွဲစဉ်မှာလည်း ရှုံးနေခဲ့ပြီးတော့နှစ်ပွဲဆက်အရှုံးနဲ့တူလီဗာပူးသင်းရဲ့တည်ငြိမ်နေတဲ့အရာတွေဟာချက်ချင်းဆိုသလိုလှုပ်ခတ်သွားခဲ့ပြီးတော့ဒီပွဲကပို့ပြီးတော့စိတ်ဝင်စားစရာဖြစ်လာခဲ့တယ်။လီဗာပူးသင်းကတော့လန်ဒန်မှာသွားကစားတဲ့နောက်ဆုံးသုံးပွဲဆက်ရှုံးပွဲကြုံတွေ့ထားခဲ့ပြီးတော့ခရစ်စတယ်ဘဲလီနဲ့ပွဲစဉ်မှာလောလောလတ်လတ်ရှုံးထားသလို2009နိုဝင်ဘာနဲ့2010အောက်တိုဘာတွင်မှာလေးပွဲဆက်ရှုံးနေခဲ့တဲ့မှတ်တမ်းပြီးရင်လန်ဒန်ကသူတို့တကယ်ကိုနိုင်မဲလို့ပြောရမယ်။ဆိုတော့ဒီနှစ်သင်းရဲ့လက်ရှိအနေအထားတွေကို နိုင်ရှင်ကြည့်မယ်ဆိုရင်တော့အိရှင်ချဲစီသင်းရရလက်လည်းမကောင်းဘူးဒဏ်ရာပြဿနာတွေကပါသူတို့ကိုဆွဲချနေရဆိုတော့ပို့ပြီးတော့စိုးရိမ်စရာကောင်းတာအမှန်ပဲသူရဲ့ပွဲထွက်လူစင်းမှာတချို့ကစားသမားတွေကပရီးမီးယားလိနဲ့အသားကျဖို့ရုန်းကန်နေရတဲ့ကစားသမားတချို့ရှိနေသေးတယ်လို့လက်ရှိ current form ကလည်းဘေကွန်ထုတ်เสียပဲလီဗာပူးသင်းကတော့နှစ်ပွဲဆက်ရှုံးနေထားသည့်တိုင်အောင်သူတို့ရဲ့တိုက်စစ်ကတော့လုံးဝဒါသတိထားမဲ့အသင်းဖြစ်ရှိနေသေးပဲတကယ်လို့တောင်းတင်းတဲ့အစုဖွဲ့နဲ့ခန့်စင်းတဲ့ကွင်းလယ်ကသာတည်ငြိမ်မယ်ဆိုရင် ကျန်တဲ့အပိုင်းကတောင်နှင်းဆုံးနေထားမှာရှိနေတယ်သူသဖြင့်တိုက်စစ်ပိုင်းမှာကြိုက်တယ်လို့အလှည့်ပြောင်းလုပ်ပြီးတော့ကစားလို့ရတယ်စားသမားအင်အားရပိုတာတယ်လို့ယူဆလို့ရတယ်ဒီနှစ်သိန်းတွေးဆုံထားတဲ့မှတ်တမ်းတွေကိုကြည့်မယ်ဆိုရင်တော့ Stanford Bridge မှာတည်ရရလက်တွေနဲ့ပြီးဆုံးတာများပြီးတော့မနစ်ကတော့ Chelsea သင်းက3-1နဲ့အနိုင်ရထားခဲ့ပြီးတော့ Liverpool သင်းတွေနဲ့ Stanford Bridge မှာသွားကစားတဲ့နောက်ဆုံး၄ပွဲဆက်တိုက်မနိုင်ခဲ့ဘူး၃ပွဲတည်းတပွဲရှုံးထားရဆိုတော့ London မှာသွားကစားရင်ရုံးကန်ရလေးရှိတဲ့ Liverpool သင်း စတန်ဖို့ဘရစ်မှာလည်းနောက်ဆုံး၄ရာစီစတိုက်မနိုင်ခဲ့ဘူးဆိုတော့ဒီပွဲမှာလီဗာပူးသင်းနေနဲ့နိုင်ပွဲပြန်ရှာဖို့မလွယ်တော့သေးဘူးအဲ့လိုပဲချဲစီသင်းကလည်းဒီရက်ရာသီမှာလီဗာပူးသင်းကိုအင်ကွင်းမှာအနိုင်ရခဲ့တာမှန်ပေမဲ့2005 6နဲ့2006ခုဘောလုံးရာသီနောက်ပိုင်းတွေက၂ရာစီစတိုက်လီဗာပူးသင်းကိုအနိုင်မရခဲ့တာဆိုတော့ဒီပွဲမှာလည်းချဲစီအသင်းအနေနဲ့လီဗာပူးကိုအသာရဖို့မလွယ်တော့သေးဘူးလို့ထင်တယ် ီဘက်မှာပွဲကိုအဆုံးဖြတ်ပေးသွားမှာတော့သူတို့ရဲ့ခံစစ်ကြောင်းမတည်ငြိမ်မှုတွေလို့ကျွန်တော်ကတော့ယူဆတယ်။ချက်စီကတော့လက်ရှိခံစစ်ကြောင်းမတည်ငြိမ်မှုအပြင်ဒဏ်ရာပြဿနာတွေပါရင်ဆိုင်နေရပြီးတော့ပို့ပြီးတော့စိုးရင်စရာကောင်းတဲ့အနေအထားမှာရှိတယ်။လီဗာပူးတင်ကတော့ဒဏ်ရာပြဿနာကြီးကြီးမားမားမရှိပေမဲ့သူတို့ရဲ့ပင်ကိုကစားဟန်ကိုကတော်တော်လေးဟုတ်ကဲ့ခစစ်ပိုင်းအားနည်းချက်တွေမြင်ခဲ့ရပြီးတော့ပေးကုန်းနှုတ်နဲ့လည်းမြင့်တက်နေဆိုတော့ဒီဘက်ကရေဘူးအားဖြင့်တော့အပြန်လန်သွင်းကိုတွေမြင်ရနိုင်တဲ့ပွဲလို့ယူဆတယ်။အသင်းပေါင်းအပြန်လန်သွင်းကို၃ကိုးနဲ့အထက်လောက်ရောက်နိုင်တယ်။၃ကိုးလောက်ဆိုရင် အနေထားကမစိုးဘူးဆိုတော့ကျွန်တော်ဒီပွဲအကြိုက်ကိုရွေးပါဆိုရင်တော့နှစ်သင်းပေါင်းအတွင်းကိုညားမယ်ဆိုတဲ့ဘက်မှာနေကြပါတယ်။ကေညီကိုရိုကြီးကိုစိုးဝင်းစော်ကတော့ဒီပွဲကနှစ်သင်းလုံးရဲ့ခက်စစ်ပိုင်းအားနည်းချက်တွေကြောင့်မလို့သင်းကိုရိုအများကြီးမြင်ရမဲ့ပွဲဖြစ်မယ်လို့သုံးသပ်ခဲ့ပါတယ်။ဒီပွဲကိုအဆုံးဖြတ်ပေးသွားနိုင်တာကလည်းနှစ်သင်းလုံးရဲ့ခက်စစ်ပိုင်းလိုပဲသတ်မှတ်ရမှာလည်းဖြစ်နေတာပါ။လူငယ်ကစားသမားတွေပွဲထုတ်လာဖို့များတဲ့ Chelsea ခက်စစ်ပိုင်းက Liverpool အတွက်တော့မခက်ခဲနိုင်တာသိချပါပါတယ်။ လီဗာပူးခန်စစ်ပိုင်းကလည်းပြည်သက်တွေကိုယ်တိုင်ဝေဖန်ခံရတဲ့အထိဖြစ်လာတဲ့ကိုနာဒေးနဲ့တောင်ပံခန်စစ်ကစားသမားတွေဖြစ်တဲ့ဖရင်ဘောင်နောက်ပြီးတော့မီလော့စကာဂတ်စ်တို့ကြားကနားလည်မှုအားနည်းတာတွေကြောင့်မလို့စိတ်ချရတဲ့အနေအထားတော့ရှိမနေပါဘူး။ဂိုးသမားအလီဆန်ဘက်ကလည်းပါမမဟုတ်တာကြောင့်ချဲစီကိုဂိုးပေးရဖို့တော့များနေပါတယ်။ချဲစီမှာခန်စစ်ပိုင်းအားနည်းချက်အကြီးကြီးရှိနေတာမှန်ပေမဲ့အင်ကွင်းစတန်ဖို့ဘရစ်ဂျ်မှာချဲစီကဘရိုက်တန်ကိုရှုံးခဲ့တဲ့ပွဲကလဲပြီးနောက်ဆုံး၈ပွဲဆက်ကတော့ရှုံးပွဲမရှိထားတာလည်းအသေးချာပါ။ ဒီတော့နှစ်သိန်းလုံးရဲ့အနေထားကတော့ညချီကိုစီရှိတယ်လို့ပဲသုံးသက်ရပါပါဒါကြောင့်ကျွန်တော်တို့ဘာမဂိတ်အနေနဲ့လဲကိုစိုးဝင်းစော်လို့ပဲဒီပွဲကတော့အပြန်လန် twin goal တွေနဲ့ goal တွေအများကြီးမြန်မြန်ဆန်ဆန်မြင်ရမဲ့ပွဲလို့ပဲသုံးသက်ပေးချင်ပါတယ်ခင်ဗျာစနေတနင်္ဂနွေတိုင်းမှာပွဲကြီးပွဲကောင်းတွေကိုတင်ဆက်ပေးနေတဲ့ကျွန်တော်တို့ရဲ့ the big match show အစီအစဉ်ပဲဖြစ်ပါတယ်ဒီ season လေးကိုညီကိုရာနှစ်သက်တယ်ဆိုရင် like and share လေးတွေပြုလုပ်ပေးဖို့လည်းမြတ်တာရက်ခံပါတယ်ကျွန်တော်တို့ရဲ့အစီအစဉ်တွေကိုစောင့်တိကြည့်ရှုပေးတဲ့အတွက်ညီကိုတို့အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ ဘမကိတ်စပော့စ်ချန်နယ်မှာအကောင်းဆုံးပွဲတွေစနေသတင်းတွေညတိုင်းပြဆက်ပေးမယ်ကိုရဲရင်ကိုစိုးဝင်းစောကိုဆက်တို့ရဲ့ The Big Match Show